တောင်ကြီးမြို့ကျက်သေးသောရွှေဘုံဝင်စီတီတော်တွင်၅ရက်တိုင်းတိုင်းကျင်းပခဲ့သည့်အတန်မဆဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်၍ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။ရှမ်းပြည်နယ်တောင်ကြီးမြို့ကျက်သေးသောရွှေဘုံဝင်စီတီတော်မြတ်ကြီးတွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှု၍၅ရက်တိုင်းတိုင်းကျင်းပခဲ့သည့်အတန်မဆဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်မြင်ပြီးမြောက်ခြင်းပဋ္ဌာန်းသိမ်းအောင်ပွဲကိုယနေ့နေ့6နာရီက အဆိုပါစီရီတော်မြတ်ကြီးပရဝံရှိဓမ္မယုံ၌ကျင်းပခဲ့ပါသည်ရှေးဦးစွာပြည်내ဝင်ကြီးချုပ်နှင့်ဇနီးပြည်내တရားလွတ်တော်တရားသူကြီးချုပ်ပြည်내ဝင်ကြီးများပြည်내ဥပဒေချုပ်တာဝန်ရှိသူများသည်ရွှေဘုံဝင်စီရီတော်မြတ်ကြီးအားပန်းရည်ချမ်းစီမီများကတ်လူပူဇော်ပြီးဆရာတော်တန်ခါတော်ရှင်သူမြတ်များအားအာယုံစွန်းဆက်ကတ်လူတန်းကြပါသည်သူနောက်ပဋ္ဌာန်းသိအောင်ပွဲအခမ်းအနားကိုဆရာတော်တန်ခါတော်များ ပြည်내ဝင်ကြီးချုပ်နှင့်အပရိသတ်တို့ကနမောတတ္တ၃ချိန်ရွတ်စုဖျားကတော့ဖွင့်လှစ်ပြီးနိုင်ငံတော်ဩဝါဒစရိယာတောင်ကြီးမြို့စွန်းလုံးကူကမ္မထံကျောင်းတိုက်ဦးစီးပဒနာနာယကဆရာတော်ဧကမဟာပဏိတာမဟာကမ္မထာနာစရိယာဗဒ္ဒနာဧကဓမ္မဘိဝန္တထံမှာငါးပါးသီလခံယူစောက်တည်၍ပိယိတ်တရားတော်များနာယူကြည်ညိုကြပါれရင်းနောက်တောင်ကြီးမြို့တိန်တောင်ကျောင်းတိုက်မှာအရှင်တိလောကက ပဋ္ဌာန်းအောင်ဂါထာကိုရွတ်ဖတ်ပူဇော်ပြီးပြည်내ဝင်ကြီးချုပ်ဦးအောင်နှင့်ဇနီးပြည်내တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီးပြည်내ဝင်ကြီးများပြည်내ဥပဒေချုပ်တို့ကဆရာတော်တန်ဃာတော်ရှင်သူမြတ်များလူဘဝိတ္ထုပစ္စည်းများစက္ကပ်လူတန်းကြပါれဆက်လက်၍ရှမ်းပြည်내တန်ဃာနာယကဖွဲ့ဥက္ကဋ္ဌတောင်ကြီးမြို့တိန်တောင်ပရိယတိစာတင်တိုင်းဦးစည်းပဒါနာနာယကအက္ကမဟာပဏိတာအက္ကမဟာကန္နဝါစကပဏိတာဆရာတော် ဗဒ္ဒနာဒေဇဝန္ဒထံမှာအနုမောဒနာတရားနာယူကြည်ညိုပြီးလှူဒန်းမှုအစုစုအတွဲရေးဆက်သွင်းချအမြပေးဝေကာတောင်ကြီးမြို့အောင်ဘော်ဒီမြရတနာအကြောင်းတိုင်းမှာ အရှင်ဓမိတာရကနတ်မြမာများအားပြန်လည်ပို့ဆောင်၍အခမ်းအနားကိုဗုဒ္ဓသာသနာ့စည်ရန်တိတ်တုထုသုံးကြိမ်ရွတ်စုစုတောင်းပြီးရုပ်သိမ်းလိုက်ကြောင်းသိရှိရပါတယ်ခမညာ